မိတ်ဆွေများအကျမ်းမာဘေကင်ကြပါသေးဗျာစက်တင်ဘာလ30ရက်နေ့ညပိုင်းသတင်းတွေအတွက်မြို့တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ကြောင်မဲမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့မြို့တွင်းကို TNL ကဆက်လက်ထိန်းချုပ်ထားသေးလို့သိရပါတယ်နောက်ပြီးတော့ဒီညနေပိုင်းသတင်းတွေအရဆိုရင်တော့ ကြောင်မဲမြို့ပေါ်မှာစစ်တပ်ကလက်နက်ကြီးဒရုန်းတွေနဲ့ဇက်တိုက်ပစ်ခတ်နေတာကြောင့်မြို့ပေါ်မှာမီးလောင်နေတယ်လို့သိရပါတယ်။နောက်နထိုးကြီးမြို့နယ်မှာစစ်အုပ်စုနဲ့တော်လိုင်းပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပါတယ်။ရွာစဉ်လက်စစ်ကြောင်ထိုးနေတဲ့စစ်အုပ်စုကဒေသခံ၁၀ဦးထက်မနည်းကိုထပ်မံဖမ်းဆီးတပ်ဖြတ်သွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ နောက်ပြီးတော့ brown tag နဲ့အတွဲမှာရှိတဲ့ကာကင်စကန်တစ်ခုကို AA နဲ့ပူပေါင်းတက်တွေကတင်ပိုက်ပြီးတဲ့နောက်မှာစစ်ကော်မရှင်တပ်ကတန်ကြပ်ကာရင်တွေနဲ့ပါအင်အားဖြည့်လာတယ်လို့သိရပါဗျ။နောက်စစ်တပ်ကလေချောင်းရေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်တာတွေဇက်တိုက်ပြုတ်လုလာလို့ပြည်သူတွေသတိထားနေထိုင်ကြဖို့ AA ကအရေးပေါ်သတိပေးထုတ်ပြန်လာပါဗျ။အဖွဲ့အစည်းအစွဲအယူကြောင့်ဒီတော်လိုင်းရေးမအောင်မြင်သေးတာလို့ KNDF ဒုစီဥစည်းချုပ်မာဝေကပြောပါတယ် နောက်ဆုံးသတင်းအနေနဲ့ကတော့ဒီຫນွေဥတော်လန်ရေးစိန်ခေါ်တာတွေကိုရင်ဆိုင်ကြော်လွှားနိုင်ဖို့အတွက် NUG ယာယီတမရနဲ့ KNPP ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးကြတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းတွေကို တင်ဆက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်ပြမသုံးအနေနဲ့ဒီရှမ်းမြောက်ကကြောင်မဲသတင်းကိုတင်ဆက်လိုပါတယ်ကြောင်မဲမြို့အနီးတိုက်ပွဲမှာဆက်ပြင်းထန်နေပြီးတော့မြို့ရင်းကို TNL ကဆက်လက်ထိန်းချုပ်ထားတာပါဒီစစ်ကောင်စီတပ်ထိုးသစ်ဆင်တိုက်ခိုက်နေတဲ့ကြောင်မဲမြို့မှာ မြို့အနီးရှိခုံမုံကျေးရွာမှာစစ်ကောင်စီနဲ့တရနယ်လီတပ်တွေအကြတိုက်ပွဲတွေပြင်းထန်နေပြီးတော့မြို့တွင်းကိုတရနယ်လီဘက်ကဆက်လက်ထိန်းချုပ်ထားတယ်လို့သိရပါဗျ။ဒီတိုက်ပွဲကခုံမုံရွာနေမှာဖြစ်နေပါတယ်စကန်းသာနဲ့မိုင်းတင်းရွာကြားမှာပင်တီမှာလည်းဖြစ်နေပါတယ်စစ်ကောင်စီကရှေ့ထတိုးနိုင်တာတော့မရှိသေးဘူးလို့ရှေ့ရန်စစ်မြေပြင်မှာရှိနေသူတူကဒီရွှေပြည်မြေသတင်းဌာနကိုပြောဆိုထားတာပါ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာကြောင်မဲမြို့နဲ့သုံးမိုင်ဝန်းကျင်လောက်သာကွာဝေးတာကြောင့်ကြောင်မဲမြို့ကို TNL ဘက်ကရေရှည်ထိန်းချုပ်ဖို့ခက်ခဲနိုင်တယ်လို့သုံးသပ်မှုတွေရှိနေပေမဲ့ TNL ဘက်ကတော့ဆက်လက်ခုခံနေဆဲဖြစ်ပါတယ်။ဒီကြောင်မဲမြို့နယ်မှာစစ်ကောင်စီနဲ့ TNL ကြတိုက်ပွဲတွေပြင်းထန်နေတာကတော့တလကွဲကြလာပြီးတော့နှစ်ဖက်အကြထိခိုက်ဒေဆုံးမှုတွေကလည်းအတော်လေးများတယ်လို့သိရပါတယ်ခင်ဗျာ။ဒီအခုနောက်ဆုံးဒီနေ့မွန်လယ်ပိုင်းအခြေအနေကိုတင်ပြရမယ်ဆိုရင်တော့ ဒီကြောင်မဲမြို့တွင်းနဲ့အထီကိုစစ်ကောင်စီတပ်ကထူပေါင်းဝင်ရောက်နေပြီးတော့ကြောင်မဲမြို့ထဲမှာရှိတဲ့ TNL တပ်တွေခူအောင်းနိုင်တဲ့နေရာတွေကိုဒီမီးလောင်ပုံတုံးပြီးတော့ drone နဲ့ကြဲချတိုက်ခိုက်နေပါတယ်။ဒီနေ့စက်တင်ဘာလ30ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ဟာကြောင်မဲမြို့မှာထူပေါင်းဝင်ရောက်လာပြီးတော့ကြောင်မဲမြို့ထဲမီးလောင်ပုံတုံးပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာ။ DNL မရှိတာမဟုတ်ဘူးစစ်ကောင်စီတွေ drone သုံးပြီးတော့မီးလောင်ပုံချနေတာအခုစက္ကဆမြို့ထဲအထိထိုးပေါက်ဖို့လုပ်နေတာ DNL ဘက်ကလည်းဆက်လက်ခုခံနေတယ်လို့မြေပြင်ခြေနေသိရှိသူတဦးကရွှေပြည်မြေသတင်းဌာနကိုပြောဆိုထားတာပါဒီလူမှုကွန်ရက်ပေါ်မှာတော့ကြောင်မဲမြို့အတွင်းမှာရှိတဲ့ဌာနဆိုင်ရာတွေကိုတအန်းတပ်ဘက်ကမီးရှို့နေတယ်ဆိုပြီးစစ်ကောင်စီ lobby ရေးသားရာကနေတဆင့်ရေးသားဖော်ပြနေကြပါတယ်အမှန်တကယ်တော့ဒီဒေသခံတယောက်ပြောတာကတော့ စစ်တပ်ကလက်နက်ကြီးတွေကဒုံးတွေနဲ့ကဇက်တိုက်ကိုကြောင်မဲမြို့ပေါ်ကိုပြစ်ကတ်တိုက်ခိုက်နေတာနောက်ပြီးတတော်ရုံနဲ့ရဲစခန်းလည်းမီးလောင်နေတယ်တိုက်ပွဲကလည်းဆက်ဖြစ်နေတုံးပဲစစ်တပ်စစ်ကြောင်းကမြို့နာတီကတ်လာတာတော့ဟုတ်တယ်မြို့ပေါ်ရောက်မရောက်ဆိုတာကတော့အတိမပြုတ်နိုင်သေးဘူးမြို့ပေါ်အခြေအနေတွေကရှုပ်ထွေးနေတယ်လို့ဒီဒေသခံပြည်သူတို့ကလည်းပြောဆိုပါတယ်ခင်ဗျာဒီကြောင်မဲမြို့နယ်မှာစစ်ကောင်စီနဲ့တရနယ်လေကြတိုက်ပွဲပြင်းထန်နေတာတလကွဲအကြာရှိလာပြီးဖြစ်ပြီးတော့ စစ်ကောင်စီဘက်ကတာလွန်အင်အားနဲ့ထူးထစ်စင်တိုက်ခိုက်နေတာကြောင့်ကြောင်မဲမြို့ကိုဆက်လက်ထိန်းချုပ်ဖို့အခက်အခဲရှိတယ်လို့ PNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကမီဒီယာတွေမှာဖြေကြားထားပါတယ်။ဒီတန်းတက်ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ဟာပြည်တော်သူလက်မကြီးပေါ်မှာရှိပြီးတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်ရေးပါတဲ့နေရာလည်းဖြစ်ပါတယ်။ ကြောင်မဲမြို့ကိုစစ်တပ်အောက်ရောက်သွားရင်ကြောင်မဲမိုးကုတ်ကြောင်မဲနမ်ဆန်နဲ့ကြောင်မဲတိဘောဘက်ကိုစစ်ကောင်စီဘက်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တဲ့စစ်မျက်နှာကိုတန်းတက်ကရင်ဆိုင်ရပွဲရှိနေတယ်လို့သိရပါတယ်ခင်ဗျာ နောက်တရင်တပုတ်ကတော့ဒီနထိုးကြီးနယ်မှာစစ်အုပ်စုနဲ့တော်လိုင်းပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပါတယ်အဲ့ဒီစစ်ကြောင်းကရွာစဉ်လှည့်ပြီးတော့ဒေသခံ၁၀ဦးထက်မနည်းကိုထပ်မံဖမ်းဆီးပြီးတော့တပ်ဖြတ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာ ဒီမန္တလေးတိုင်းမြင်းကြံခရိုင်နထိုးကြီးမြို့နယ်တဲမှာစစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေအကြားမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့ထောင်နဲ့ချီတဲ့ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။ဒီစက်တင်ဘာလ26ရက်နေ့ကမလိုင်နယ်တဲကနေနထိုးကြီးမြို့နယ်တောင်ကျန်းကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုကရွာသားအေးရွာကနေဒေသခံပြည်သူ၈ဦးလောက်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ နထိုးကြီးမျိုးနယ်မလိုင်အဆက်အိမ်ကြီးတော်ရွာကအသက်မပြည့်သေးတဲ့အသက်73နှစ်အရွယ်မိန်းကလေးတယောက်ကိုလည်းဒီလိမ်မိုင်းဆိုင်ရာအာရမပြုကျင်ပြီးတဲ့နောက်မိခင်ဖြစ်သူအပါဝင် နောက်ထပ်ဒေသခံ2ဦးကိုပါတပ်ပြခဲ့တယ်လို့ဒေသခံတွေက ပြောကြပါရယ်ခင်ဗျာကျွန်တော်တို့ဘက်ကအသေးစိတ်သတင်းထုတ်ပြန်တဲ့အချိန်ထိစောင့်ပါအောင်လက်ရှိအချိန်မှာတိုက်ပွဲပြင်းထန်နေသလိုနှစ်ဖက်ဆစ်ဆိုင်ထားတဲ့အခြေအနေဖြစ်လို့ပါဒေသခံပြည်သူတွေလည်းစစ်ဘေးတိမ်းရှောင်နေရတုံးပါလို့တော်လိုင်းဘက်ကတာဝန်ရှိသူတယောက်ကပြောပြပါဗျာ လက်ရှိမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးတော့နယ်မြေမတီးမငြိမ်တာကြောင့်တိုက်ပွဲအခြေအနေနဲ့ဒေသခံတွေတပ်ဖြတ်ခံရတဲ့အခြေအနေသေးသေးကိုတော့တိကျအတိမပြုတ်နိုင်သေးပါဘူးပြီးခဲ့တဲ့ဩဂုတ်လကလည်းနထိုးကြီးမြို့နယ်အနောက်ချမ်းကကြေးရွာတွေကိုစစ်အုပ်စုကစီးနှင်လူရဲပြီးတော့ဒေသခံဆယ်ဦးထက်မနည်းကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့နေအိမ်ပေါင်း1500ကျော်ကိုပါမိရှုဖြစ်စီခဲ့ပါတယ်လက်ရှိမှာစစ်တပ်ကစစ်ကြောင်းရံကြောင်း ဒီနထိုးကြီးနယ်တောင်ကျမ်းမှာရှိတဲ့တထေကုန်းအောင်ပန်းကုန်းမကြီးကံဒီကြပွားဖလန်ကုန်းရွာသာအေးအောင်သာထနှောင်းပင်လဲဆတဲ့နထိုးကြီးမလိုင်ကလန်းပေးကြီးရွာတွေအပါအဝင်ဒီအနီးဝန်းကျင်ကြီးရွာတွေကဒေသခံတွေတောင်းနဲ့ချီပြီးတော့ထွက်ပြေးနေရပြီးတော့ဒီဆန်းနဲ့ရိတ်ခါအမိုးကဆေးဝါးဆတဲ့ရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကဆိုကြပါတယ်ခင်ဗျာ နောက်ထပ်ဆက်ပြီးတော့ရခိုင်ပြည်နယ်ကဒီစီးရီးသတင်းတွေကိုဆက်လက်တင်ပြကြပါရခင်ဗျာဒီဘရောင်းတက်နယ်အတွင်းမှာရှိတဲ့ကာကဲစခန်းတစ်ခုကို AA နဲ့ပူပေါင်းတက်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာဒီစစ်ကော်မရှင်တက်ကတန်ကြာကာရင်တွေအပါအဝင်အင်အားတွေဖြစ်တင်းလာတယ်လို့သိရပါတယ်ဘကိုးတက်ရဲ့နောက်ချမ်းဘရောင်းတက်နယ်စင်လန်ရွာအနီးကကာကဲစခန်းကုန်းနှစ်ခုကို AA နဲ့တော်လိုင်းပူပေါင်းတက်ဖွဲ့တွေကသိမ်းပိုက်လိုက်တယ်လို့သိရပါတယ် ဒီပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကစင်လန်စကန်းကုန်းရဲ့ကာကင်းစကန်းတချို့ကိုအေးအေးပူပေါင်းတက်ဖွဲ့ကတင်ပိုက်လိုက်ပြီးတဲ့နောက်မှာစစ်ကောင်မရှင်ကညောင်ချီတော့ပတ်ဝန်းကျင်ကိုပါအင်အားဖြည့်တင်းတာတွေလှုပ်လာတာဖြစ်ပါတယ်။ဒီညောင်ချီတော့ကစကန်းတွေကိုကာကွယ်လူရင်အပြင်ဒီရွေးကောက်ပွဲလုပ်မယ်လို့ပြောထားတဲ့တောင်ကုတ်ကိုပါနယ်မြေစုမှုမှုရယူလို့တဲ့အတွက်ဒီတောင်ကုတ် တောင်ကြားလမ်းကိုပါအင်အားဖြည့်ကျင်းနေတာလို့စီရီတရေမြက်ကပြောပါတယ်ခင်ဗျာ ဒီလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ကျူးဒေတာကိုအင်အားအပြည့်ပါတဲ့စစ်ရင်သုံးစီနဲ့အင်အားထပ်မံဖြစ်တင်ထားပြီးတော့ညောင်ချေရောက်တရားကိုဖျက်တမ်းအုံပြုတ်ခွင့်ကန့်သက်ထားတယ်လို့လည်းသိရပါတယ်။ဒေတာကန်တချို့ကလည်းရွှေပြောင်းထားပြီးတော့မိုင်းတိုင်း29အနီလှွင့်တောင်မှာတွဲကားတွေနဲ့တင်ဆောင်လာတဲ့တန်ကြက်ကတိုက်ရရင်သုံးစီပါဒီရောက်ရှိနေတယ်လို့သိရပါတယ်။နယ်မြေဆုံးမှုရယူပြီးတော့အင်အားဖြစ်တင်တဲ့မိုင်းတိုင်း ၂၀ခွန်ဟာအုံချစ်ပင်လမ်းစုံနဲ့၃မိုင်သာကွာဝေးပြီးတော့ဆုံရှုံရတဲ့တောင်ကုတ်တောင်ကျန်းလမ်းရဲ့ညောင်ကျိုးစကန်ကြီးကိုစစ်ကော်မရှင်ကပြန်လည်ရယူဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။နောက် AA သတင်းမှာပဲခင်ဗျာဒီရေချောင်းလေချောင်းအန်ဒီရတွေနဲ့ပတ်သက်လို့ပြည်သူလူထုကသတိထားဖို့ကြေညာချက်ထုတ်ပြီးသတိပေးတာဖြစ်ပါတယ်။ဒီအရကတက်တော် AA ထင်းချုပ်ရာဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းရေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့အရကတပ်တော်အေအေကမနေ့ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။ရခိုင်ပြည်နယ်အတွင်းနဲ့ရခိုင်ပြည်အဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်အုပ်စုကအထီးကိုက်အကြဆုံးများစွာနဲ့ရင်ဆိုင်နေရတာကြောင့်ဖြစ်ပါတယ်။နောက်ပြီးတော့ရေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်တာတွေအများပြားလှုံ့ဆော်လာတယ်လို့လည်းဆိုပါတယ်။ ဒီအရကတတ်တော်အေးထင်းကျုပ်ထားတဲ့ပလဝမျိုးကလူနေရက်ွက်တွေကိုစစ်တပ်ကပေါင်900ဘုံကျချတာကြောင့်နှစ်ဦးတည်ဆုံးပြီးတော့16ဦးထက်မနည်းဒဏ်ရာရှိတယ်လို့လည်းရခိုင်ပြည်အခြေစိုက်သတင်းတွေကဖော်ပြကြပါတယ်ဒီစက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာဒီပလဝဆဲယုံအနီးတစ်ဝိုက်ကိုစစ်တပ်ကပေါင်900ဘုံနှလုံးကလစတာဘုံတစ်လုံးကိုကျဲချပြီးတော့အဲ့ဒီဘုံတွေကြောင့်လူတွေထိခိုက်ဒေဆုံးခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျာ ဒီအကြံဖက်စိတ်အိုးစုရဲ့အတင်းအဓမ္မစုဆောင်ခြင်းခံရတဲ့တပ်ဖွဲ့ဝင်တွေမှာတိုက်ခိုက်လို့စိတ်မရှိဘဲနဲ့ရှည်တန်းနောက်တန်းတွေကနေပြီးတော့အခွင့်အရေးရရင်ရတယ်လို့တက်ပြေးတာမိမိတို့ထံပဲပြောင်းတာအလံပြူထောင်ဝင်ရောက်တာတို့မှာနေတိုင်းဖြစ်ပျက်နေတယ်လို့လည်းဆိုပါတယ်ခင်ဗျာမြေပြင်တိုက်ပွဲတွေမှာအကြအဆုံများနေလို့အကြံဖက်စိတ်အိုးစုဟာယခုရပိုင်းအတွင်းတွေမှာအေအေကဒေတာအပြည့်ဝထိန်းချုပ်ပြီးတော့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့မြို့ ရွာတွေကစာတင်ကြောင်းဈေးစေးုံစေးကန်းနဲ့ဘုံကြီးကြောင်းအဆရှိတဲ့နေရာတွေကိုနေညအချိန်မရွေးလေကြောင်းရေကြောင်းနဲ့လက်နဲ့ကြီးတို့နဲ့ပြစ်ခတ်တက်ခိုက်တာတွေပိုလှုပ်လာလို့ပြည်သူတွေသတိနဲ့နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ KNTF စီဦးစီးချုပ်မာဝီရဲ့ပြောစကားသတင်းကိုတင်ဆက်လိုပါတယ်ဒီစစ်ကောင်စီအပါအဝင်စစ်အာဏာရှင်တော်လှန်ရေးမအောင်မြင်နိုင်သေးတာကဒီအဖွဲ့အစည်းဆွဲ အဖွဲ့အစည်းဗဟုပြုမှုတွေကြောင့်ဖြစ်တယ်လို့ကရင်ဒီအမျိုးသားကဝေးတက် KNDF ကဒုတိယစစ်ဦးစီးချုပ်မာဝေကပြောပါရယ်ဒီစက်တင်ဘာလ28ရက်နေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပတဲ့ကရင်ဒီရိုးရာဒီကူပွဲတော်မှာအမှားတကားပြောတဲ့ခါမှာဒုစစ်ဦးစီးချုပ်မာဝေကပြောကြားခဲ့တာဖြစ်ပါရယ်သူပြောတာကကျွန်တော်တို့မှာငွေရှိတယ်တတ်သိရှိတယ်လုံနိုင်စွမ်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်သေးလဲဆိုလို့ရှိရင် organization နဲ့ central အဖွဲ့အစည်းတွေအဖွဲ့အစည်းဘဟုပြုမှုအများများနေတဲ့အတွက်ကြောင့်မလို့မအောင်နိုင်သေးတာဖြစ်တယ်လို့သူကဆိုပါတယ်ခင်ဗျာအဲ့ဒီကရင်ဒီရိုးရပွဲတော်ကိုကျင်းပခွင့်ပြုတဲ့ထိုင်းသူရကိုကျေးဇူးတင်ကြောင်းနဲ့ဒီစစ်ကောင်စီကအခုပွဲတော်ကိုကျင်းပတာကိုမလိုလားတဲ့အကြောင်း KNDF ဒုတိယစီဦးစီးချုပ်မာဝေကဆက်လက်ပြောပါတယ်ဒီကရင်ဒီပြည်နယ်အတွင်းမှာကောက်ခံရရှိတဲ့အခွန်ငွေတွေက60ရာခိုင်နှုန်းနီးပါးကိုစစ်ရေးအတွက် သုံးပြုထားတဲ့အကြောင်းလဲမာဝေက ဆိုပါတယ် ချင်းမိုင်ကရင်ဒီပွဲတော်ကနေရန်ပုံငွေထိုင်းပတ်2532ကျပ်ရရှိခဲ့ပြီးတော့အဲ့ဒီငွေအလုံးကိုကရင်ဒီစစ်ပေးဆောင်တွေအတွက်မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးရန်ုံပြည့်ပေးလူသွားမှာလို့လည်းသိရပါတယ်။ဒီတော်လရဲ့အဖွဲ့တွေနဲ့ပြည်သူလူထုစည်းလုံးမှုရှိပြီးတော့အရင်မြစ်တွေအလုံးကိုကောင်းမွန်စွာတုံ့ချနိုင်ပါကတော်လိုင်းအောင်မြင်မယ်လို့လည်းမာဝေကဆက်လက်ပြောကြားခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီຫນွေဥတော်လန်ရေးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြော်လနိုင်ဖို့အတွက် NUG ယာယီတမတနဲ့ KNPP ဥက္ကရာတို့ဆွေးနွေးကြပါတယ်မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့တော်လန်ရေးစိန်ခေါ်တာတွေရင်ဆိုင်ကြော်လနိုင်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမတဒူဝါလက်ရှိလနဲ့ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကရာတို့မနေ့ကတွေ့ဆုံခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ် လက်ရှိနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့တော်လန်ရေးအခြေအနေတွေကြုံတွေ့နေရတဲ့တော်လန်ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုခေါင်းဆောင်နှစ်ဦးကဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။အလိုပဲဒီတိုင်းပြည်အနှံ့အကျန်းဖက်စစ်တပ်ရဲ့ပြစ်မှတ်မခွဲခြားဘဲနဲ့ဘုံကျဲတိုက်ခိုက်တာတွေကြောင့်ထိခိုက်ဒေဆုံးခဲ့ရတဲ့မိသားစုဝင်တွေထိခိုက်ဒဏ်ရာကြောင့်ကုသနေရသူတွေနဲ့အသက်အိုးအိမ်စီးကျိန်တွေဆွန့်လွတ်လျက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာကူညီရေးဆိုင်ရာကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီစက်တင်ဘာလ25ရက်နေ့ကလည်းယာယီတမတဒူဝါလက်ရှိလက်ကကရင်မျိုးသားစည်းရုံး KNU ဥက္ကရာဖလိုကွယ်ထူးဝင်းတို့နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပြီးတော့အဲ့ဒီတွေ့ဆုံပွဲမှာຫນွေဥတော်လည်းအမြန်ဆုံးအောင်မြင်စေဖို့တော်လိုင်းအင်အားစုတွေကြပူပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေအကြောင်းဆွေးနွေးခဲ့ပါတယ် တော်လိုင်းရဲ့အင်အားစုတွေကြားမှာအခုတည်းပုံမစည်းလုံးညွတ်စွာလက်တွဲပြီးတော့မြန်မာနိုင်ငံစစ်အာဏာရှင်လက်ထက်အောက်ကနေပြီးတော့ဒီအပြည့်တိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်ဟူသည်မမြစ်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူမှုတရားဝါပြောမှုတို့ကိုဖော်ဆောင်ရေးတို့အတွက်ဆက်လက်ပြီးတော့ခိုင်ခိုင်မာမာအတူလက်တွဲဆောင်ရွက်တွားကြဖို့လဲသဘောတူညီခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ ဒီနေ့စက်တင်ဘာလ30ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်